တန်ကျက်စင်တိုင်းချက်တင်၍ဟိုကျင်ထိုးသက်စေဟုအမိန့်ချမှတ်ခံရသည်မိဖုရားဆောလုံအကြောင်းကိုကြားဘူးကြပါလိမ့်မယ်အာနာဘဂဝတာမင်းကြီးယောက်ျားတို့သည်ဆောလုံတွင်ဟိုကျင်ဆောက်ကြရ၏ထိုအခါဆောလုံသည်တေရမေဘေးကပြည့်၍မလွတ်နိုင်ဟုစဉ်းစားကာဖျား၌ပန်းရည်ချံကဲ့၍တရဏဂုံတီလာယူခြင်းဖျားဂုံတရားဂုံတငါဂုံတို့ကိုနှလုံးသွင်းခြင်းဖြင့်သာတေမင်းကိုရင်ဆိုင်ရန်ဆုံးဖြတ်လိုက်တော်သည် ပိုစင်ဆောက်သူများလည်း9ရက်ခန့်အချိန်ဆွဲပြီးဆောက်လုပ်စီရန်ရွှေငွေများလက်ထိုးထား၏စိတ်တိုင်းညဂုံတော်ပွားများတွင်ရရန်ဖြစ်သည်9ရက်ကြာသောအခါစောလုံး၏မျက်နှာကိုပေါ်ဝါစီကလက်ပြန်ကြိုးတုပ်၍တင်းကြိုင်းသို့ထုတ်ခေါ်လာကြသည်အာကောင်းမောင်းတန်သောလူသက်သမားကြီးနှစ်ဦးလည်းသပင်ဖားလျားချ၍ကြိုးတုပ်ချီနောင်ထားသောစောလုံး၏လက်ကိုတစ်ဖက်တစ်ယောက်မကင်က မီးရဲနေသောသမားကြီးပေါ်သို့မတင်၍တွန်းလှဲပစ်ချလိုက်ကြသည် လူသက်သမားကြီးများပင်လက်တကန်အတွင်း၌မနေနိုင်အောင်မိရှိန်များဟဲ့၍နေတော့သည်တန်ကျက်စင်ပေါ်သို့စောလုံးရောက်သွားသည်နှင့်မိရဲ့ရဲ့ညီနေသောသမားကြီးမှာရုတ်တရက်အော်လောက်အောင်မိငိမ့်သွား၏စောလုံးကမူတန်များပေါ်၌ချထားသည့်အတိုင်းတောင်းလုံးကလေးမေးဆက်နေအရဟံကိလေသာအဘူကတဲ့ကင်းငိမ့်စင်ဖြူ၍ပူဇော်သူကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား တမ္မာသမုတ်တော်သိစရာမှန်သမျှကို တစမကြံမချွင်းမချံပဲအမှန်တိုင်းသာဆရာမလိုကိုရော်တိုင်းသိတော်မူသောမြတ်စွာဘုရားယန္နာသုံးပါးဂုဏ်တော်များကိုတစ်ခုပြီးတစ်ခုအာယုံပြုပွားများနေလူသက်သမားတို့သည်အကြင်ရင်စူးစားရည်မိမွေးကြတော်လဲမရ၏နောက်ဆုံးတွင်စောလုံးကိုတန်ကျက်စင်ပေါ်မှဆွဲချကာမိမွေးကြသည်ငါသည်ဤကျမဝတ်ကလွံ့မြောက်ရန်မရှိပါကဤခန္ဓာကိုယ်သည် ချက်ချင်းပြတိကြပါစေသာဆောလုံးသည်စိတ်ကိုလျှော့၍အဓိဋ္ဌာန်လိုက်သည်တန်ကျက်စင်၌မိများရဲရဲညီးလာကဆောလုံးလည်းတွန့်လိန်ကျွမ်းချီပြတိဖြစ်ရရှာလေ၏ဒါလေးကတော့ဓမ္မစရိယဥထိလိုက်ရတဲ့ရဏသုံးပါးကျေးဇူးဆောင်မှာ ဝေမျှပေးထားတာဖြစ်ပါတယ်အားလုံးပဲနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။